အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါနေဗျကျွန်တော်နေနဲ့ Train မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းတွာလာပြတဲ့ခီးစဉ်တွေကိုအဓိကတာပြန်လည်မျှဝေဖြစ်ပါတယ်အခုက Episode 80ရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့ပဲမျှဝေမှာပါဒီပိုင်းကတော့ပြင်ဦးလွင် Around ပြင်ဦးလွင်ရဲ့အပိုင်း25ပိုင်းဖြစ်ပါတယ်ပြင်ဦးလွင်မြို့မှာရှိတဲ့ Agent နဲ့စိတ်ငြိမ်တဲ့ထိုင်လို့ကောင်းတဲ့ coffee sign လေး နှစ်ခုရဲ့အကြောင်းကိုဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်။တနည်းအားဖြင့်ပြင်ဦးလင်ပီတာတဲ့နေရာလေးတွေကအေဂျင်ချင်းထိုင်လို့ရတဲ့ဆိုင်လေးနှစ်ခုအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျ။ ဆုံးဆိုင်လေးကပန်တော်ဝင်ဆိုတဲ့ coffee ဆိုင်ပေါ့အဲ့ဒီဆိုင်လေးသူကဒီကန်တော်လေးနားပေါ့ကန်တော်ကြီးကိုသွားတဲ့လမ်းပေါ်မှာရှိနေတာဗျာအခုဒီမှာပြထားတဲ့အနီးဆက်နေရာလေးပြင်းလွင်ရဲ့မနှက်ခင်းကတော့ဘယ်လိုယာဒီမဆိုးဆွဲလန်းစရာတစ်ခုခုနေဝင်နေတာပါပဲစောင်းရင်းဖြစ်ပါစေမိုးရင်းဖြစ်ပါစေຫນွေဖြစ်ပါစေ တမျိုးစီဆွဲမဲ့စရာကောင်းတဲ့နန္နခင်းနေပါပြင်းလင်းတဲ့မန္တလေးကတကယ်တော့အဲခက်မှန်းကြီး၄မိုင်၄၀တသာလေးပဲဝေးပြီမဲ့ပြင်းလင်းကမန္တလေးထက်10ဒီဂရီလောက်အမြဲတမ်းပိုအေးတဲ့နေရာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူကအာပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေး3530မှာတည်ရှိနေတဲ့မြို့ဖြစ်လို့ပါပြီးတော့ တပည့်အုပ်တွေရမ်းများတယ်လူနေကျဲပါတယ်ဒါတော့မှအရင်ကတည်းကစာလို့ရှိရင်ပြင်းဦးတွေလည်းအာရာသီဥတုရဲ့ရိုက်ခတ်မှုတန်းလူတွေကြောင့်ရာသီဥတုယိုယွင်းတဲ့တန်တွေကိုခံရတဲ့မြို့ထဲမှာသူလည်းပါဝင်လာပါပဲမိတို့ပင်ဖြစ်စီတေချာတာကတော့အချားမျိုးတွေထထော်နေလို့ကောင်းနေသေးတယ်လို့ပြောရမှာဖြစ်ပါတယ်။အချားမျိုးတွေထထော်ဆိုတာအချားသောအချားမျိုးတွေကိုပြောတာမဟုတ်ပါဘူး။သူ့ရဲ့အနီးပတ်ဝန်းကျင်မှာရှိနေတဲ့ မြို့တွေဥပမာဖြင့်မန္တလေးပေါ့အဲဒီလိုသူ့ရဲ့တောင်အောင်ချင်မှာရှိနေတဲ့မြို့တွေလည်းစာရင်တော့အများကြီးရာသီဥတုရအနေလို့ကောင်းတဲ့အခြေအနေမှာရှိနေတဲ့မြို့တွေပါပြောင်းလဲနဲ့ကလောင်းနဲ့ကအတွင်တရံအဖျင်းဆင်ပေမဲ့ဘယ်လိုမျိုးกว่าလဲဆိုတော့ကလောင်းကတော့တဘာဝအတိုင်းရှိတယ်တဘာဝပူဆန်တယ်တနည်းအားဖြင့်ကြေးလက်ဆန်တယ်အပူအေးချမ်းတယ်လို့မျိုးရှိတယ်ပြောင်းနဲ့ကတော့မြို့ပြဆန်သွားတယ် ခန့်ထည်မှုဘက်ကိုသွားတယ်အဲ entertainment ဆန်တယ်ဥမာအဖြစ်ကလောက relax ဆုံးဆိုလို့ရှိရင် ပြင်ဦးလင်ကတော့ entertainment မှာပါတဲ့ဆုံးမျိုးဖြစ်တာပေါ့ okay ကော်ဖီဆန်ရောက်ပြီပန်တော်ဝင် ာကကော်ဖီဆိုင်လေးတဲကိုဝင်လာပြီဝင်လာပြီးတော့ထိုင်လို့ကောင်းတဲ့နေရာလေးတစ်ခုရွေးမယ်သူ့ထဲလေးကိုထည့်ပြမယ်ဒီလိုမျိုးလေးဒီလိုမျိုးဟင်းပွဲနဲ့အစားအသောက်နမူနာပုံစံလေးတွေလုပ်ပြထားတယ် စနက်တရောပေါ့ကော်ဖီထွက်တဲ့ဒေတာတစ်ခုရဲ့ကော်ဖီဆိုင်ပုံစံလေးပေါ့ကော်ဖီကောင်းကောင်းတောက်ချင်သူတွေအတွက်ထိုင်လို့ကောင်းတယ် တောက်လို့အဆင်ပြေမဲ့နေရာလေးတစ်ခုအာမုံမစားခင်အနားပတ်ဝန်းကျင်လေးတစ်ချက်ထွက်ကြည့်မယ် ူကဟိုနောက်ဖက်မှာသွားလို့ရတဲ့နေရာလေးရှိတယ်။အာဒီမှာကရေကန်လေးတစ်ခုရှိတယ်။ကြာအိုင်လေးပေါ့ကြာအိုင်အသေးလေးပေါ့ဒီလိုပုံစံမျိုးလေးကြာအိုင်လေးက ရှမ်းပြည်ရဲ့ပေါ့ပင်အချို့လည်းရှိတယ်ပေါ့โอเคมาท่าราลีย่อยောက်ลาบีตู้เปลี่ยนสินลีก็อะยาตาลีก็ก็อสินปีบาระถ้าก็ အဲမန္တလေးချင်းပဲကြောင်သူတို့ရဲ့ favorite တစ်ခုပေါ့အုံတို့ခောက်ဆွေးခမင်းတို့အုံတို့ခောက်ဆွေးကတော့လုံးဝအုံတို့ခောက်ဆွေးအစ်စ်ပဲအတီလိုပုံစံလေးဟိုထည့်ထားတဲ့အမေစုံနဲ့အဲအရာသာလေးကောင်းတယ်အုံတို့ရဲ့အရာသာအုံတို့ခောက်ဆွေးအရာသာကိုလည်းအပြည့်ပြင်းရတယ်ပေါ့ဒါကတော့ sign နဲ့ဒီလိုချင်းနေဖြစ်သွားပြီ အာပြီးတော့အဲ့ထဲကိုမှသူ့မူရင်းအကျော်အပြင်ကိုငဖယ်တို့ဘဲဥတို့ပြင်ကိုခုနအဲ့မန်လေးပဲကျော်လေးပါထည့်ပြီးစားလိုက်တဲ့အခါကျတော့လုံးဝ very good ပဲပြီးတော့သူ့ငရုတ်တီမုံလေးကလည်းမှွေးနေတာပဲတော်ထားတဲ့ငရုတ်တီမုံကလေအုံတို့စိတ်နဲ့အရသာနဲ့အာငရုတ်တီရဲ့တော်ထားတဲ့အမွှေးနဲ့လေးနဲ့ပြီးတော့ဂျင်ပဲကျော်ကဂျင်းနဲ့အစိမ့်အရသာလေးနဲ့ဆိုတော့တော်တော်အဆင်ပြေတယ်โอเคပြီးတော့ coffee ပေါ့ coffee မျိုးတော့ဖြစ်တဲ့အတွက် coffee ကတော့တောက်ဖြစ်တာပေါ့ကျွန်တော်တို့ကလည်း coffee ကြိုက်တော့ပြီးတော့ဒါကလက်ဖက်ရည် လက်ဖက်ကြီးကလည်း very good ပဲအာလက်ဖက်ကြီးကောင်းနေဗျโอเคနောက်သူ့နောက်ဘက်မှာအခန်းလေးတစ်ခုရှိသေးတယ်အဲ့နေရာလေးသွားကြည့်မလို့သွားဒီမှာခြံလေးထဲမှာခြံလေးထဲမှာဟိုပါဘို့ဟိုသူကဘယ်လိုပြောရမလဲ အမတ်တရပစ္စည်းအမတ်တရပစ္စည်းအယောင်းဆိုင်လက်ဆောင်ပစ္စည်းဆိုင်ဟိုပန်းစည်းတွေဘာတွေပြီးတဲ့ဆိုင်အဲ့လိုဆိုင်မျိုးလीဒီလိုဆိုင်မျိုးလीဆိုင်ကမဖွင့်နေဘူးထင်တယ်ဗျကျွန်တော်ကမနှစ်ဖက်အစော်ဆိုတော့လीသူကဝင်ပေါက်ကဟိုရှိမှရှိတယ်ဒါကဘေးပေါက်ပေါ့ဒီဆိုင်ဘက်ကနေလား floral service လေးရတယ်ဒီနောက်မှာကသူကဟိုအရာရှိတယ်ဗျဘာလဲတခွတ် တက်ခွရှိရဲ့ဒီ channel ဟိုမှာတက်ခွချင်ဒီ channel ဟိုပါသူတို့ကလေပေးဝင်ရှိုက်လားမရိုက်လားမသိတော့ကျွန်တော်ဒီနားလေးလောက်ကပဲနည်းနည်းတက်ခွပန်းကြိုက်သူတွေအတွက်ကတော့စိတ်ဝင်စားစရာပဲကျွန်တော်တို့ကတက်ခွကြောင့်တအားကြီးနားမလဲတော့လေတွေ့တဲ့အဲလှတယ်ဆိုတာတော့ပဲသိရဆိုတော့ ဲဆောဆောကော်ဖီလေးတောက် breakfast လေးစားပြီးသွားရင်ဒီလိုမျိုးပတ်ဝန်းကျင်လေးနဲ့ဆိုတော့အရန်ကိုအေးချမ်းတယ်ဗျတအားအေးချမ်းတယ်ပေါ့ sorry ကျွန်တော်အရန်လို့သုံးလိုက်ပြီဒါတော့ပိန်ပန်းလို့ခေါ်တာထင်တယ်နော်စူနေတဲ့အနေအောင်နဲ့စူနေတဲ့အစိမ်းအောင်လှရတယ် ဒီနားလေးဆိုရင်တော့အာတပုံရိုက်ဝါဒနာဖားတဲ့သူတွေအဖို့ကတော့ချက်ချင်းစရာနေရာလေးပေါ့အဲဒါကသူ့နောက်မှာဒီလိုမျိုးဟိုဟာတစ်ခုရှိတယ်အဆောင်တစ်ခုရှိသေးတယ်ဒီထဲမှာလည်းစားလို့တောက်လို့ရတယ် ါတော့ခုနကတော့ဟိုကလေအာရေကန်လေးကြာအိုင်ပေါ့ဒီပုံစံကြီးလေးလာတယ်ဒါခုနကကြာအိုင်ရှိတဲ့နေရာလေးตายาอีเจเนี่ยมนักคินอย่าล่ะ အာဆားလို့လေပြီးသွားပြီပေါင်ခြင်းမြင်ကွင်းလေးလည်းကြည့်ပြီးသွားပြီဒါကကြတော့အဲ့ဒီဟိုပါပဲအပြင်ကနေခုနခုနဟိုပါလေအာပန်းဆိုင်လားဒီအမှတ်တရပစ္စည်းဆိုင်လားဒီဆိုင်လေးဒီဆိုင်လေးကိုဒါအခုဒါအပြင်နေကြည့်ဒီလိုမျိုးလေးမြင်ရတယ်ဗျာ โอเคနောက်ထပ်နေရာတစ်ခုပြမယ်ကိတ်ကဖေးအဲ့ဒါလည်းခုနကန်တော်လေးပြီးမှာပဲကတ်နေတာကန်တော်ကြီးကိုသွားနေလမ်းပေါ်မှာပဲရှိတာအဲအခုပါပေါ့ကျွန်တော်တို့ခုနကျွန်တော်တို့ပြောနေကြပဲဒီကန်တော်ကြီးဘက်ကိုသွားတဲ့အဝိုင်းလေးရှိတယ်အဲ့အဝိုင်းလေးကနေလာလို့ရှိရင်ဒီဆိုင်ကိုအရင်ရောက်မယ်ဒီကိတ်ကဖေးဆိုတဲ့ဆိုင်ဒီဆိုင်ကိုရင်ရောက်မယ် ဒီဇိုင်းပြီးသွားတော့မှအခုနောက်တော့ဟို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 ရှိတာလေအခုနောက်ဆိုင်လေးရှိတာပန်တော့ပဲဆိုင်ပုံစံဒီလိုမျိုးလို့ဆိုကျွန်တော်တို့အထက်မှဝင်ပြီးတော့ဒါဆိုင်ပုံစံဒီလိုခေါင်းမြင့်မြင့်နဲ့လေဝင်လေထွက်ကောင်းကောင်းလင်းအောင်ကောင်းကောင်းနဲ့ဆိုင်ပုံစံလေးပေါ့ဒါပေမဲ့ရှေ့မှာရှိနေတဲ့အာကားနဲ့ဆိုင်ကလေးရက်ထားတာနဲ့အထက်မှာရှိနေတဲ့လူနဲ့ကြတော့လေအထက်မှာလူနည်းနည်းပဲတွေ့လာလို့ ဒါကဒီကနေပြီးတော့ကုတ်ထိုင်ကောင်ကနေကြီးလိုက်လို့ရှိရင်ဒါအခုနလန်နဲ့အမြင်ကိုရဒီလိုမျိုးလေးဆန်ရတော့အဲ့လိုနည်းနည်းလေးမြင်တယ်ဒီလိုပုံစံလေးအာသူရှာတာတွေကဒီမှာစိုးပြအစုံတော့စုံတယ်အစားတော့ကလေအတော်စုံစုံလေးရတယ်လို့ပြောရမှာပေါ့ ဒါကသူစီမှာရတဲ့အစားအစာတွေအဲ့တော့ဟိုဟာကအခုဒီမှာမှားထားပြီလုံးလုံးစင်နန်းကြီးခက်စစ်စစ်ထွထွေးလေးပဲโอเคပြီးတော့မှကျွန်တော်တို့မဟုတ်ဘူးမေးကြည့်လိုက်တော့မှမဟုတ်ဘူးဆိုင်ကနောက်မှရှိသေးတယ်တဲ့အဲ့ဒါနဲ့အခုအဲ့ဒါအဲ့ဒီဆိုင်နောက်ဖက်ကိုသွားပါနောက်ဖက်ကိုသွားပါဆိုတော့ အခုကဟိုမှာ hidden place ဒီနေရာလေးကဒီမှာရှိတာအဲ့ဒါကအာအဲ့ဆိုင်အထဲကိုဝင်သွားပြီးတော့မှနောက်ဖက်မှာလူတွေကဒီမှာရောက်နေတာကိုကျွန်တော်တို့အကြောင်းလို့ဆိုင်ကလူနည်းနည်းလေးပါလားလို့ဒီနေရာသူကဒီဆိုင်ပေါ်ကနေကြည့်လိုက်လို့ရှိရင်ဟိုပါပေါ့အာကန်တော်လေးပြင်ဦးလွင်ကန်တော်လေးမြင်ခွင် မိုးတော်နေငယ်အုံနေတယ်ဆိုတော့မြင်ကွင်းကတော့တအားကြီးကြီးလေးလေးမရှိဘူးကျွန်တော်တို့ဒီကန်တော်လေးနဲ့ပတ်သက်လို့ကျွန်တော်တို့အာနှစ်ပိုင်းတပိုင်းလားနှစ်ပိုင်းလားမသိကျွန်တော်မျှဝေဘူးလေဗျကျွန်တော်ရှိအာရှိမှာအလုံးပေါင်းဒီဟာနဲ့ဆိုတာ25ပိုင်းရှိပြီဟုတ်ပြင်ဦးလွင်ကဆိုတော့24ပိုင်းမျှဝေထားပြီးတဲ့အထဲမှာပါတယ်ဗျကန်တော်လေးရဲ့ဟုတ်တယ်မနေ့ခင်မြင်ကွင်းကိုပြီးသွားလို့ရှိရင်ညဘက်ဟိုဘက်မှာစားတော့ဆိုင်လေးရှိသေးတယ်အဲဒီမှာထိုင်ပြတော့ လုံးဝရေပြင်ကိုမြင်နေရတဲ့အရာသာရေပြင်ကိုဖျက်လာတဲ့လေကိုရှူရတဲ့အရာသာအေးချမ်းတယ်ဒီလိုမျိုးဆိုင်ကโอเคအောက်မှာချပြီးတော့ပေါ်ပြန်တက်မယ်ဒါတော့ဒီလိုလေးလုပ်ပေးထားတယ်ဒီနားလေးကအာဓာတ်ပုံရိုက်လို့ကောင်းမယ်လက်ခုပ်အာသူ့လက်ခုပ်လေးကသဘောကျစရာလေးသူ့ပြင်ဆင်ထားတဲ့ပုံစံလေးကလေး စီဟိုအဖြစ်ဖို့အတွက်ကကြတော့သူအောက်မှာဆက်ကူလေးလည်းခင်းပြထားတော့စီဆုပ်ဆက်ကူလေးပါတော့လေအဆင်ပြေလက်ဖက်ကြီးဒီကလက်ဖက်ကြီးလေးလည်းမစိုးဘူးကောင်းတယ်ကျွန်တော်တို့ဟိုပြီးခဲ့တဲ့ခေါက်ကဟုတ်တယ်ကျွန်တော်တို့ကကော်ဖီတောက်ဖြစ်တာများတော့ဒီလက်ဖက်ကြီးနဲ့ပတ်သက်လို့မြှောက်ရတာနည်းနည်းလေးအားနေသွားတော့ဟောပြီးခဲ့တဲ့လက်ဖက်ကြီးဆိုင်နဲ့ပတ်သက်တဲ့ post မှာမှတ်ထားတဲ့ပုံကူကိုလည်းကျွန်တော်တို့ဟိုတစ်ချက်ပြောပြပါမယ်ကျွန်တော်တို့နဲ့အတူတူသွားတဲ့ထဲကတယောက်ကတော့လက်ဖက်ကြီးတောက်တာဆိုတော့ဘယ်ဆိုင်လေးတွေကဘယ်လိုဆိုတာလေးကျွန်တော် comment ဖြစ်ဖြစ်ပြန်ပေးပါမယ်နော်ဟုတ် ဒီမှာတော့နေသူအေးချင်းချင်းအဲ့ဒီခုနလေလေးတဖြူးဖြူးနဲ့အဲ့ဒီကံကမြင်ကွင်းကိုကြည်နေရကံကိုကြည်နေရတဲ့မြင်ကွင်းနဲ့ဆိုတော့တော်တော်လေးအဆင်ပြေတယ်စားတော့လဲစုံတယ်မြင်ကွင်းလေးလည်းကောင်းတယ်ဒီလိုတပင့်လေးတွေကို သူကပေါင်ပေါ်မှာစိုက်ပေးထားတော့အဲ့ဒီကနေဟိုမှတွေ့လား ကန်ရေပြင်ကိုဖြတ်တိုက်လာတဲ့လေလှုပ်ခတ်ခံနေရတဲ့တည်ရွက်လေးကောင်းကင်ပြာနဲ့ဒီတဲ့ပြာတဲ့ကောင်းကင်နဲ့ဆိုတော့နည်းနည်းပူပြီးလှမယ်လို့ထင်ရတယ်ဗျအခုကတော့တိန်သားတိန်လေးတွေရှိနေတော့လေသို့တော်လည်းအာမြင်ကွင်းရတတမျိုးလေးပေါ့ပြေဦးလင်ပြီးသားတဲ့ဆိုင်လေးတွေပေါ့ဟုတ်ကဲ့ကျွန်တော်တို့စားပြီးပြီဆိုတော့ပြန်ထွက်လာပြီဗျ အာဒါကတော့အခုနကျွန်တော်တို့ပြောပြောနေတဲ့ပြင်းလွင်ရဲ့အဝိုင်းလေးဒီနာလီကဒီဒီဒီမြင်းလဲလေးတွေရှိတဲ့နေရာလေးလေမြင်းလဲလေးအလှမြင်းလဲလေးတွေစီးတဲ့ခိတ်ထိုးတဲ့နေရာပါပဲပြောပြောပြင်းလွင်ကတော့ပြင်းလွင်ဆက်ဆန်းလှပနေတယ်လို့ပြောရမှာပေါ့ဟုတ်ကဲ့ ကျွန်တော်တို့စီစဉ်နေမျှဝေတဲ့နေရာမှာတခါတလေလဲခီးသွားရတလေးပေါ်အောင်တခါတလေလဲဘုဒ္ဓတာနဲ့ပတ်သက်တဲ့အချက်လက်လေးတည်ရအောင်ကျွန်တော်တို့ပေါင်းစပ်မျှဝေတာဖြစ်ပါတယ်ရမယံခါတော့လဲပေါ့ပေါ့ပပလေးတွေပဲမျှဝေဖြစ်ပါတယ်အခုကတော့ဘီယွန်းလင်မှာထိုင်ပစ်ခဲ့တဲ့အေဂျင့်နဲ့ကော်ဖီဆိုင်လေးနှစ်ခုကြောင်းမျှဝေခြင်းဖြစ်ပါတယ်ဗျကျွန်တော်တို့ရဲ့မျှဝေပေးနေမှုတွေကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျလူအပ်မဲ့ထင်တာတွေ့ရင်လည်းအကြံပြုနိုင်ပါတယ်ဗျ